Hello guys အားလုံးပဲမင်္ဂလာပါအာဒီနေ့မှာတော့ကျွန်မနောက်ထပ် quality reading လေးတစ်ခုလုပ်ပေးမယ်ပေါ့နော်အဲ့တော့ကျွန်မနဲ့ energy အနည်းဆက်ဆုံးဖြစ်တဲ့သူတွေရဲ့ and reading လေးကိုသိချင်တယ်ဆိုပြီးကျွန်မလုပ်ထားပါပေါ့နော်အချင်းရင်းမှာနာကျင်ခံစားနေရမျိုးတွေ့ရတယ်နော်နာကျင်ခံစားတာမှာတော်တော်ကိုကိဆုံးထီကိုနာကျင်ခံစားနေရတာမျိုးလေးကျွန်မတွေ့တယ်အချင်းရင်းမှာနာကျင်ခံစားနေရပေမဲ့လည်း အဲစီးပွားရေးမှာတော့အဆင်ပြေရယ်နော်စီးပွားရေးမှာတော့အဆင်ပြေရယ်လို့တွေ့ရယ်ကဲပြဿနာတစ်ခုခုကြောင့်အမ်ပြတ်သွားခဲ့တယ်ဆိုလို့ရှိရင်ပြဿနာကိုဖြေရှင်းပြီးတော့မှအဲ့တဖက်လူစီကိုပြန်ပြီးတော့သွားရယ်ပေါ့နော်တဖက်လူစီကိုပြန်သွားရယ်အမ်သွားဖို့ရလဲအမ်ကန့်ကြမာကပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတစုံတယောက်ကပဲဖြစ်ဖြစ်အမ်တိုက်တွန်းပေးနေတယ်သွားလိုက်ပေါ့ပြန်ပြီးတော့မှ အဆင်ပြေအောင်လုပ်လိုက်ပေါ့နော်အဲ့လိုမျိုးတိုက်တွန်းနေရမျိုးလေးလဲတွေ့ရတာပေါ့နော်မာဒာ energy ပုံစံမျိုးရရတယ်။တဖက်လူစီကိုပြန်ပြီးသွားမယ်ဆိုလို့ရှိရင်အဲ့ဒီတဖက်လူနဲ့အခြေအနေညှိနှိုင်းမှုလိုရာမျိုးလေးကိုတွေ့ရနော်။ပြဿနာဥပါကြောင့်ဖြစ်ခဲ့ရလဲ။အံဘလူတွေဖြစ်ခဲ့ရလဲ။သူ့ဘက်ကဘာတွေလိုချင်တာလဲ။သူ့လိုအချက်ကဘာရှိလဲ။ကိုယ့်လိုအချက်ကဘာရှိလဲဆိုတာ အစကားတွေပါတယ်အခြေတင်ပြောကိုယ့်ရဲ့ခံယူချက်တွေကိုယုံကြည်ချက်ခံယူချက်တွေနဲ့သူ့ရဲ့ယုံကြည်ချက်ခံယူချက်တွေနဲ့ဟိုညှိနှိုင်းပြီးတော့မှာပေါ့နော်တံပြီးတော့စကားပြောပြီးတော့အဆင်ပြေအောင်လုပ်ရမှာမျိုးတွေ့တယ်အဲ့ဒီ collective lady ရဲ့တစ်ဖက်လူကနည်းနည်းလှဲ့စားတတ်တဲ့လူမျိုးလှဲ့ပြားတတ်တဲ့လူမျိုး show off လုပ်တတ်တဲ့လူမျိုး အဲသူကလည်းပတ်ဆက်ရှိရဆိုလို့ရှိရင်လည်းပတ်ဆက်ရှိကြအောင်တိတိတတတာထုတ်ပြနေတဲ့လူမျိုးဝှစားဝှဝှစားစားနေတဲ့လူမျိုးပုံစံမျိုးကိုတွေ့ရတယ်နော်။သူနဲ့ပြန်ပြီးတော့မှအဆင်ပြေနေဆိုလို့ရှိရင်တော့လောရမှာက balance ဖြစ်ဖို့လိုတယ်။ပြန်ပြီးတော့မှသူအဆင်မပြေရမချိနဲ့တာကိုအဆင်မပြေရမချိနဲ့တာတွေကိုပြန်ပြီးတော့မှညီနိုင်ဖို့လိုအပ်တယ်။အဲ့ဒါမျိုးလေးကိုပြောထားရနော်။အဲ့ဒါလူတစုဖြစ်မယ်နော်။နောက်လူတစုက ော်လေးဆောင်သားနေတဲ့လူတစုကိုလည်းတွေ့ရတယ်။ခမက်ဆက်ဆံရေးရှိတဲ့လူတွေ။ခမက်ဆက်ဆံရေးရှိတဲ့လူတွေဆိုတော့ဝကြွေးပါတဲ့ဆက်ဆံရေးမျိုးတွေပေါ့နော်။အမ်ပြောရမယ်ဆိုလို့ရှိရင်မဆုံသင့်မဆုံခဲ့ကြတဲ့လူတွေမဆုံသင့်မဆုံခဲ့ကြတဲ့လူတွေဆိုတာကမအိုးမလူမျိုး မတူလို့ပဲဖြစ်ဖြစ်ပေါ့ဘာသာမတူလို့ပဲဖြစ်ဖြစ်ပေါ့နော်။ကံတရားပေးပြီးတော့မှဟို ဆုံးဖို့ရအောင်လေအခက်ခဲအခက်အခဲတွေပေးထားတဲ့လူမျိုးတွေပေါ့နော်မဖြစ်သင့်မဲနဲ့မကြိုက်သင့်မဲနဲ့ကြိုက်ကြရတယ်မချစ်သင့်မဲနဲ့ချစ်ကြရတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုတခုခုပေါ့နော်သူတို့တွေကမျောလင်းဆောင်စားနေတာကိုတွေ့ရတယ်ပြန်ပြီးတော့မှအဆင်ပြေလာမလားတယောက်ကပဲပြန်လာမလားဆိုရဲမျောလင်းဆောင်စားနေတဲ့လူတွေကိုတော့ပြောချင်တာကတော့အန်တဖက်လူကလည်းအတူစီမှာပေါ့နော်သူတောက်ပနေတယ် အဲအေရှအောင်သူ့သူအေရှအောင်နေရင်ဖျားတဲ့လုံနေတယ်သူသူအဆင်ပြေအောင်သူကျမ်းမာအောင်သူအဆင်ပြေအောင်သူကသူကြီးဆိုင်နေတယ်အဲ့လိုမျိုးလေးတွေ့ရတယ်သူကသူအေးဆေးဆေးနေနေရလို့လည်းတွေ့ရတယ်ပြီးတော့တင်တို့တွေကအဲဒီဘဝအဲ့အတွက်ပေါ့နော်အဲရေဆက်တည်တဲ့ကုန်းပြီဒီဝကျွေးတွေသင်္ကန်းစားတွေရနေပြီးတော့မှလည်း ဘဝပေးတဲ့အသင်ခန်းစာတစ်ခုပါလေအပြီးဆုံးသွားပြီပေါ့နော်အ chapter တစ်ခုကလည်းပြီးဆုံးသွားပြီဆိုတော့အတိတ်ပဲကိုတက်ရောက်တဲ့အလိုမျိုးတွေ့ရပေါ့နော်အဲ့တော့နောက်ထပ်လူတစုကိုထပ်ပြီးပြပြမယ်နော်ဒီနောက်ထပ် quality လေးတွေမှာပဲလူကအပိုင်းချမတူတာမျိုးတွေကျွန်မအဆက်ဆက်မရှိရအပိုင်းချမတူတာမျိုးလေးကိုတွေ့တယ်တကယ်တော့အလိုမျိုးကြည်ရတော့မဟုတ်ဘူးဒါပေမဲ့သူကြလာတဲ့ energy ကအလိုမျိုးဖြစ်နေရပေါ့နော် အဲတချို့သောသူတွေကလည်းအဲ့လိုပဲအဲဘာကြောင့်မို့လို့ပြတ်သွားတာလဲဆိုရှင်ကြတော့ငွေပဲမရှိလို့ပြတ်သွားခဲ့တာလားဒါမို့လို့ရှိရင်ကိုယ့်ဘက်ကပေါ့နော်ဒီကြည့်နေတဲ့ quality တွေဘက်ကပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုယ့်ရဲ့နေပုံထိုင်ပုံပေါ့နော်အချင်းချင်းကအဆင်မပြေသူ့နဲ့အဆင်မပြေလို့ပြတ်သွားခဲ့တာလားပေါ့နော်အဲ့လိုမျိုးမေးကြရရှိရပေါ့နော်အဲ့လိုမျိုးလူတွေတွေအားတဲ့သူကပြန်ပြီးတော့မှာပေါ့နော်ဒီ quality လေးတွေဘက်ကပဲဖြစ် ဖြစ်ဖြစ်ပြန်ကမ်းလမ်းတာမျိုးရှိရဲ့ပေါ့နော်ငွေနဲ့ပဲဖြစ်ဖြစ်ပေါ့မင်းကငွေလိုချင်တာလားပေါ့အဲဘလို့ပညာပေါ့နော်အဲ့လိုမျိုးပြန်ကမ်းလမ်းတဲ့လူမျိုးလေးတွေကလည်းတဲ့နော်တိတ်တော့အဆင်မပြေနိုင်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ reading တစ်ခုလုံးရဲ့လေ border of the dam မှာကြာတာတတဝါဆိုတော့လေတော့မလွယ်ဘူးပေါ့နော်ဒီပထမဆုံး ွေ့တဲ့လူတစုကပဲပြန်ပြီးတော့မှညှိနှိုင်းပြီးတော့အဆင်ပြေတာမျိုးတွေ့နိုင်တယ်နော်အခုအဲ့လိုပဲနောက်ထပ်ကိုယ့်ရဲ့နေပုံထိုင်မှုအဆင်မပြေလို့လားပတ်စံပဲမရှိခဲ့လို့လားပေါ့နော်အဲ့လိုတွေကြောင့်ပြတ်သွားတဲ့လူတွေဆိုလို့ရှိရင်လည်းတဲ့နော်အဲ့ဒီတစ်ဖက်လူကလေကြောက်ခိုင်းထားတာမျိုးတွေ့တယ်တင်လို့ဘောကလုံးဝလက်မကြည့်ဘူးတင်ကားတာဘာပေးမယ်ညာပေးမယ်ပေါ့နော်အဲ့လိုမျိုးကန့်လန့်နေပြင်မယ်သူကအဲ့အရာတွေကိုလည်းစိတ်မဝင်စားဘူး သူ့ဟာနဲ့သူပဲနေနေတယ်နော်သူ့ဟာနဲ့သူပဲနေနေတယ်တင်းတော့ဘက်ကိုလုံးဝလှဲ့မကြည့်ဘူးဆိုတာမျိုးတွေ့ရတယ်နော်အဲ့တော့လူက၃စုရှိပြီနောက်ထပ်လူတစုလည်းရှိသေးရဲ့နော်နောက်ထပ်လူတစုကဘာလဲဆိုတော့ကြတော့အဲဒါကတော့စင်ရသမားတွေတော်တော်မဟုတ်ဘူးအိမ်အောင်တဲ့တွေအတွက်ပေါ့နော်အိမ်အောင်တခုပေါ့နော်စွန့်ခွာပြီးတော့မှထွက်လာခဲ့တဲ့လူတွေကလည်းအဲနောက်ထပ်လူတစ်တယောက်တွေ့ဖို့ရှိတယ် အဲ့တော့အုပ်စုက၄စုဖြစ်သွားရဲ့နော်ပထမတစုကတော့ပြန်ပြီးတော့ညှိနှိုင်းရတာမျိုးတွေ့တယ်ညှိနှိုင်းရတယ်အနေနဲ့အဆင်ပြေနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဒုတိယတစုကတော့ခမင်းဆက်ဆိုင်ကြီးမှာပြက်ပြီးတော့မှပြန် ပြီးအဆင်ပြေမလားဆိုပြီးစောင့်မျှော်နေတဲ့လူတစုရှိရဲ့အဲ့ဒီစောင့်မျှော်နေတဲ့လူတစုကတော့အဆင်ပြေနိုင်တော့ဦးတစ်ဖက်ကလူကသူ့အနေနဲ့သူ AI အကြောင်းနေနေတယ်အနောက်တဲ့လူတစုကကျတော့သူကပတ်စံနဲ့ပြန်ပြီးတော့မှအမ်ငွေကြီးအဆင်ပြေလို့ပဲပြတ်သွားခဲ့တာလား ပေါ့နော်အဲ့လိုမျိုးပြန်ပြီးဆွဲရလူရှိရယ်ပတ်စံသူမဟုတ်အဲ့လိုတစ်ခုခုကန်းလန်းနေပေါ့နော်အဲ့လိုမျိုးလူမျိုးကလည်းဆင်မပြေနိုင်ဘူးဘာလို့လဲဆိုတော့ तू ਆ တင်းတို့ကိုအာလှဲ့မကြည့်တော့ဘူးနော်တင်းတို့ကိုလှဲ့မကြည့်တော့ဘူး तू आ ने तू အောင်မြင်မှုလည်းရနေရင် तू आ ने तू အဆင်ပြေနေရပေါ့နော် तू आ ने तू အလုပ်စူးစမ်းနေတယ်နောက်ဆုံးတစုကကြတော့ဒီအိမ်တော်ကြီးပေါ့နော်အိမ်တော်ကြီးရနေပြီးတော့မှ break up ဖြစ်ထားတဲ့သူတွေကတော့အာနောက်ထပ်လူသေးရဖို့တွေ့ရပေါ့နော် ကျွန်မတော့အလုပ်တွေရဲ့နော်အဲဒါဆိုလို့ရှိရင်ကျွန်မအာဒီရူတင်တော့ဒီမှာပဲရက်လိုက်တော့မယ်အလုံးလေးအဆင်ပြေပါစီလို့မျှော်လင့်ပါတယ်တကယ်လို့ energy မကိုက်ခဲ့ဘူးဆိုလို့ရှိရင်လည်း entertainment အနေနဲ့ပဲနားထောင်ပြီးပါအဲရင်ရင်တော့မခံစားပါနဲ့ story တခုလိုပဲနားထောင်ပြီးပါတချို့အရာတွေကိုပေါ့ပေါ့ပါပါပဲနားထောင်ပြီးပါပေါ့နော်ဒါဥပဒေကြောင့်ဥပဒေရောက်တာမျိုးလည်းမဖြစ်စေချင်ဘူးပေါ့နော်အရင်ဆွဲလန်းပြီးတော့မှ အကောင်းတာဆိုလဲကောင်းတာမကောင်းတာဆိုလဲမကောင်းတာပေါ့နော်အရင်အစွဲလိုင်းရောမထားပါနဲ့လို့ပြောချင်ပါတယ်အဲလိုအပ်တာလေးကိုပဲယူပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်